ဆာဟာရာကန်နာရလို့ပြောလိုက်တာနဲ့လူအများစုကပြင်းထန်တဲ့အပူချိန်အများအပြားစုပုံနေကြတဲ့ပူလောင်လုံးလှတဲ့တဲတွေအနေငယ်လောက်သောတက်ရှိတွေရဲ့အရေးအယောင်တွေနဲ့ကလအုပ်တချို့စတာတွေကိုသာပြေးမြင့်မိကြမှာပါဒါရီဟာမှန်ကန်ကောင်းမှန်ကန်နိုင်ပေမဲ့မကြခင်မှာပဲဒီနေရာနဲ့ပတ်သက်လို့အလွန်ကွဲပြားတဲ့အခြေအနေတရက်ကိုကြုံတွေ့ရတော့မှာဖြစ်ပါတယ်မကြသေးခင်နှစ်တွေအတွင်းမှာဆာဟာရာကန်နာရကိုစိမ့်လန်းတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲဖို့အစဉ်တစိုက်အပြေရှားခဲ့ကြပြီးအဲ့ဒီထဲမှာတထူးကြကြဆက်ဝိုင်းပုံစံစိုက်ခင်းတွေကနေ့ မစင်မီဩဇာ3တောအုပ်တီအထိပါဝင်ပါတယ်မင်္ဂလာပါ channel လေးကနေပြန်လေးကြိုဆိုလိုက်ပါရစေဒီကနေ့မှတော့တင်းတို့ကိုဆာဟာရာတဲကန္နာယာကိုအပင်တွေစိုက်ပျိုးနိုင်တဲ့စိမ့်လန်းနဲ့ဆူပြေတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲနိုင်အောင်ဘယ်လိုလှောက်ဆောင်ခဲ့သလဲဆိုတဲ့အချက်လက်တချို့ကိုစူးစီးတင်ဆက်ပေးသွားမှာပါဒီတော့အစီအစဉ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုလေးမကြည့်ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားဖို့တောင်းဆိုပါရစေအစီအစဉ်ဖြစ်ပြီးဆိုရင်တော့စလိုက်ရအောင်ပါ ဆာဟာရာတဲကန္နာယာဟာအာဖရိကတိုက်ရဲ့မြောက်ပိုင်းနဲ့အလယ်ပိုင်းရဲ့အစိပ်ပိုင်းအများစုကိုနေရာယူထားတဲ့တဲကန္နာကြီးတစ်ခုဖြစ်ပါတယ်။အကျယ်ဝန်းအားဖြင့်တော့စတူရမ်းမိုင်၃တရမ၆တန်းရှိသလိုနိုင်ငံပေါင်း၁၇နိုင်ငံကျော်မှာပါဝင်နေကြတာပါ။ပို့ထူးဆနာကတော့ဆာဟာရာတဲကန္နာယာဟာကမ္ဘာကုန်းပြင်အေရိယာစုစုပေါင်းရဲ့ရှေ့ရာခိုင်နှုန်းအထိရှိနေပြီးဒါကမ္ဘာတတိယမြောက်အကြီးဆုံးကန္နာယာဖြစ်သလိုကမ္ဘာပေါ်ကအကြီးမားဆုံးတဲကန္နာယာတစ်ခုလည်းဖြစ်လာစေပါတယ်။ အရှေ့ဘက်မှာပင်လယ်နီမြောက်ဘက်မှာမြေတဲပင်လယ်အနောက်ဘက်မှာတော့အတ္တလန္တိတမုတ်တရားအနောက်တောင်ဘက်မှာတော့ဆာဟီလို့ခေါ်တဲ့ဆာဟာရာကိုကန့်သက်ထားတဲ့မိုးနဲ့ဇုံတစ်ခုရှိပြီးဒီလောက်ဆိုရင်တော့သင်တို့လည်းဆာဟာရာကဘလောက်တောင်ကြီးမားသလဲဆိုတာမြင်သာနိုင်မယ်ထင်ပါတယ်။ဒါပေမဲ့ကျေဝန်းလာတဲ့ဒီနေရာမှာနေထိုင်သူနှစ်သက်မှ၅တန်းရှိပြီးတစ်စတူရဲမိုင်မှာလူတအူးနှုံနေထိုင်ပါတယ်။ တချို့သောနေရာတွေဟာဥပမာအဖြစ်နယူးယောက်နေရာလိုမျိုးမှာတက်စတူရမ်းမိုင်ကိုလူ3000ခန့်နေထိုင်ကြပေမယ့်ဆာဟာရာမှာတော့လူနေကျဲပါတယ်လို့တဲကန္နာဖြစ်တာကြောင့်စိုက်ပျိုးသီးနှံတွေလည်းမရှိကြပါဘူးဆာဟာရာရဲ့တဝက်လောက်ဟာမိုးကောင်ဒေသဖြစ်တာကြောင့်အပင်တွေလည်းမရှိတယ်လို့အပူချိန်အလွန်မြင့်မားပြီးပြင်းမြနှစ်ဆင့်အပူချိန်86ဒီဂရီဖာရင်ဟိုက်ရှိတာကြောင့်ပြင်းမြကမ္ဘာအပူချိန်ထက်29ဒီဂရီဖာရင်ဟိုက်ပိုမြင့်နေပါတယ် စံချိန်တင်အမြင်မာဆုံးအပူချိန်အနေနဲ့136ဒီဂရီဖာရင်ဟိုက်အထိရှိခဲ့ဘူးသလိုလေတူတဲ့ရေငွေ့ပဝင်မှုနှုန်း25ရာခိုင်နှုန်းသာရှိပြီးနှိုင်းကြည့်မယ်ဆိုရင်တော့မြောက်ဥရောပနိုင်ငံတွေမှာပုံမှန်အားဖြင့်လေတူတဲ့ရေငွေ့ပဝင်နှုန်း30ကျော်မြင်ပါပြီး80ရာခိုင်နှုန်းလောက်အထိရှိနေတတ်ပါသည်ဒါကြောင့်ဆာဟာရာမှာမိုးတိမ်ဖြစ်ဖို့အတွက်လေတူတဲ့ရေငွေ့မလုံလောက်သလိုတိမ်မရှိတဲ့အတွက်မိုးရွာသွန်းဖို့ဆိုတာလည်းမဖြစ်နိုင်တော့ပါဘူး။ဆာဟာရာဟာပြင်းပြအဖြစ်တစ်နှစ်ကိုမိုးရေချိန်၃လမှအောက်သာရှိပြီးလန်ဒန်မြို့မှာတော့နိုဝင်ဘာလတလတဲမှာတွင် မိုးရိမ်ချိန်နှစ်သထမ၄လမှရှိပါသည်ဒီတော့မိုးထီအောင်မြင်မာလာတဲ့အပူချိန်တိမ်တိုက်နဲပါမှုနဲ့ရံဖန်ရံခါမတာမိုးရွာသွန်းမှုတွေကြောင့်ဆာဟာရာမှာရေလဲမရှိသလိုအပင်တွေလည်းမရှင်းတန်တာကအံ့ဩစရာမဟုတ်ပါဘူးဒါပေမဲ့ပြဿနာကဆာဟာရာတဲကန္နာရဲ့ area ကတစားတစားကျဲပြန့်လာနေပြီဒီအတွက်အပြစ်တင်ရမယ်ဆိုရင်တော့လူသားတွေကိုပဲအပြစ်တင်ရမှာပါပထမအဆုံးအနေနဲ့ဆာဟာရာနားကလေသမားတွေဟာမွေးမြူရေးတိရစ္ဆာန်တွေနဲ့လူဦးရေအလွန်ထူထပ်တယ်လို့အဲဒီတိရစ္ဆာန်တွေဟာအသီးအရွက်တွေကိုပြန်လဲကြီးထွားနိုင်တဲ့နှုံထက် ို့ပြီးလှည့်မြန်စွာစားတောက်ကြပါရည်။ဒါကြောင့်အပင်တွေလည်းတဖြည်းဖြည်းယောနေလာပြီးမြေစည်းလွာကလည်းလေနဲ့ရေတို့ရဲ့တိုက်စားမှုတွေကိုပုံမှုကြုံတွေ့ရပါရည်။အချင်းချလာတာနဲ့အမြအပင်မျိုးစိတ်ကြွယ်ဝမှုနေပါခြင်းနဲ့မြေစည်းလွာအဆိုးတက်ကိုထိမ့်သိမ့်နေတဲ့အမြင့်နတ်ဆိုင်နဲ့အပင်တွေတည်ဆုံမှုဟာဒီမြေနေရာကိုပိုလို့တော့ခံနိုင်ရဆန်းလာစေပါရည်။ဒီတော့တင်းနေတဲ့အဲ့ဒီနေရာမှာအပင်တွေစိုက်မယ်ဆိုရင်ပြန်လဲစိမ့်လဲလိမ့်မယ်လို့ယူဆမိမှာပါ။ တကယ်တော့အပင်ရင်းအများပြစိုက်ပျိုးခြင်းကလည်းပဲမြေစည်းလွာကိုအလားတူပျက်စီးစေနိုင်ပြီးအဆက်မပြတ်စိုက်ပျိုးခြင်းကြောင့်မြေစည်းလွာကအာဟာရဓာတ်အများပြဆောက်ယူခံရရင်အပင်ဖြစ်ထွန်းမှုနည်းပါလာပါသည်တဲကနာယာကိုပုံမကျပြန်လာစေတဲ့နောက်တစ်ချက်ကတော့ယာဒီဥရုပြောင်းလဲမှုဖြစ်ပြီး20ရာစုနှောင်းပိုက်မှာဆာဟီကိုတစားတဲ့တစားဝါမျိုနေတယ်လို့မိုးရေချင်း30ရာခိုင်နှုန်းအောက်ကျဆင်းလာတာကိုလည်းတွေ့ခဲ့ရပါတယ် မိုးအေးချိန်ကြာဆင်းရလာရုံနဲ့မကပဲအပူချိန်ကလည်းတစားတစားမြင်မာလာတယ်လို့2080ခုနှစ်အရောက်မှာတော့9.2ဒီဂရီဖာရင်ဟိုက်ဝင်းကျင်ထက်မြင့်လာလိမ့်မယ်လို့လည်းခန့်မှန်းထားကြပါတယ်။ဒီအချက်တွေကြောင့်မဲဆာဟာရာတဲကန်နိုင်ဟာတဖြည်းဖြည်းပုံမကျပြန့်လာနေပြီးအန်အိုးဘုကောင်းစွာနဲ့ပဲ1920ခုနှစ်ကထက်10ခိုင်နှုန်းပုံမကြီးထွားလာခဲ့ပါတယ်။ ယောက်အာဖရိကကလေဗီယာနိုင်ငံဟာလည်း1920ခုနှစ်တုန်းကတဲကန်နာရမဟုတ်ပေမဲ့အခုချိန်မှာတော့မိုင်300ကျော်လောက်ဟာဆာဟာရာရဲ့ပိုင်နက်ထဲရောက်သွားပြီးနိုင်ငံရဲ့နေရအများစုဟာကန်နာရဖြစ်သွားကြပါပြီ။အလားတူပဲအာဖရိကအနောက်ဘက်ချမ်းကမောနိုင်ငံဟာလည်းတဖြည်းဖြည်းနဲ့ဆာဟာရာတဲကန်နာရရဲ့ဝါမျိုးမှုကိုခံနေရပြီးတစ်နှစ်ကိုမိုင်30လောက်ရောပါနေတာတွေ့ရပါပြီ။တဲကန်နာရမြေတိုးဝလာခြင်းဟာတလိမ့်ဆန်တွေရဲ့စကြက်မြေရောစိုက်ပျိုးမြေပါလျော့နေလာတယ်လို့အသိပ္ပယ်တက်ရောက်နိုင်တာကြောင့်ဒါကောင်းမွန်တဲ့လက္ခဏာတစ်ရက်တော့မဟုတ်ပါဘူး။ နောက်ဆက်တွဲအနေနဲ့ဒေသခံတွေကြားအစာရေစာရှားပါလာစေသလိုအဆိုအဝါဆုံးဖြစ်ရန်နေတဲ့2014ခုနှစ်တုန်းကဆိုရင် UN ရဲ့ခံမှန်းချက်အရဆယ်ဟီကလူသား20ဝန်းကျင်လောက်ဟာငတ်မို့ခေါင်းပါမှုပြဿနာတွေရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။စိုက်ပျိုးရေးထွက်ကုန်တွေနေပါခြင်းကငတ်မို့ခေါင်းပါမှုကိုတိုးမြင့်လာစေတာမဟုတ်ဘဲကောက်ပန်းသီးနှံတွေနဲ့မွေးမြူရေးတရိတ်ဆန်တွေရောင်းချအသက်မွေးကြတဲ့လယ်သမားတွေဝင်ငွေကျဆင်းလာတာကလည်းဒီအတွက်အကြောင်းရင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဆိုးဝါးလာတဲ့ဒီအခြေအနေကလည်းအမြဲတမ်းဖြစ်ပျက်နေတာတော့မဟုတ်ပါဘူး။ ဆဟာရာကိုပြန်လည်ဆိုးပြေးပြီးကောက်ပဲသီးနှံတွေနဲ့မွေးမြူရေးတတ္တဝါတွေရှင်းတန်းနိုင်တဲ့လွင်မြင်တစ်ခုဖြစ်လာအောင်စ조사အားထုတ်မှုတွေပြုလုပ်ခဲ့ကြပြီးဒါရီအားလုံးရဲ့အဆကတော့ထိုနီရနန်ဒိုပဲဖြစ်ပါသည်1958ခုနှစ်ဩစတြေးလျလူမျိုးမြေစီနဲ့သီးနှံစိုက်ပျိုးရေးပညာရှင်ထိုနီဟာသီးနှံအထွန်းနှုံးတိုးဖို့လယ်သမားတွေကိုသိပ္ပံနီးကြကြအကြံဉာဏ်တွေပေးလေးရှိပါတယ်1981ခုနှစ်မှာတော့ထိုနီကနီဂယ်နိုင်ငံကိုရောက်ရှိခဲ့ပြီးတဲကန်နာယာကျယ်ပြန့်လာမှုပြဿနာကိုဖြေရှင်းကြည့်ဖို့ကြိုးစားလာခဲ့ပါတယ်။ ထုံနီလည်းနှစ်နှစ်လောက်ကြာတဲ့အထိအချိန်ယူရင်းအပင်ရေထောင်ထဲချီစိုက်ပြိုးခဲ့ပြီးမြရှင်တန်တဲ့အပင်ရေဟာ20ခန်းလုံးတော့မပြည့်ပဲရှင်တန်တဲ့အပင်တွေကလည်းတိရစ္ဆာန်တွေကစားတောက်ချင်းထင်းခုတ်ခန့်ရခြင်းနဲ့လုံပါပါကုန်ပြီးထုံနီလည်းအပြေရှာမရဖြစ်ရင်လက်လျှော့ရမလို့ဖြစ်လာခဲ့ပါသည်။ဒါပေမဲ့လည်း1983ခုနှစ်ရဲ့တရက်မှာတော့ထုံနီကရုပ်တရက်တစ်စုံတစ်ခုကိုအတွေးရခဲ့ပါသည်။ဖြစ်ပုံကတော့သူဟာ6တွေ့သေဆုံးနေတဲ့အပင်တွေကြားမှာခြုံပုတ်တစ်ခုတွေ့ရတာကြောင့်ဖြစ်ပြီးအနီးကကြည့်ရှုတဲ့အခါမှာတော့ဒါဟာမြင်တွေ့နေကြခြုံပုတ်မဟုတ်ပဲ ခုတ်လဲခံထားတဲ့တစ်ပင်တစ်ပင်ရဲ့ပင်စည်ကနေပြန်လဲရှင်းတန်းလာတာဖြစ်တဲ့အကြောင်းတွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့ထိုနီလဲဒီတစ်ပင်ရဲ့အမြင့်ဟာမြေအောက်မှာအသေးချာကုတ်တွယ်နေပြီဖြစ်တယ်လို့တခြားသောအမြင့်ကွန်ရက်တွေလည်းရှိတဲ့အကြောင်းတွေးမိရင်အပင်တစ်တွေစိုက်ပျိုးမယ်အစားရှိနေမိတာအပင်တွေကိုပြန်လဲပြုစုပြိုးထောင်တာကအကောင်းဆုံးပဲလို့ယူဆလိုက်ပါတယ်။ ။အဲဒီနောက်မှာတော့သူလဲ FNNR လို့ခေါ်တဲ့သဘာဝအတိုင်းပြန်လဲရှင်သန်ခြင်းနီးစနစ်ကိုအသုံးပြုလာခဲ့ပြီးပြန်လဲရှင်သန်လာတဲ့တစ်ပင်တွေရဲ့ရေတောက်မြစ်ကလည်းမြေစီလွာကိုကုတ်တယ်ပြီးသားဖြစ်တာကြောင့်အာဟာရကို ပုံမဆောက်ယူနိုင်ကြပြီးမြေစီလွာကိုလည်းလေနဲ့ရေတို့တိုက်စားခြင်းကနေကာကွယ်ပြီးသားဖြစ်သွားခဲ့ပါသည်။ဒီအပင်တွေရဲ့ကျွေးလင်းလာတဲ့အရက်တွေကလည်းပုတ်သွေးဆွေးမြေ့ပြန်ရင်မြေစည်းလွှာအဖြစ်အားပြန်ဖြည့်ပြီးပြီးမြေစည်းလွှာထဲမှာအပင်တွေကြီးထွားဖို့တင့်တော်တဲ့အာဟာရတွေပြန်လည်ပြေးဝလာခဲ့ပါတယ်။အဲဒီနောက်မှာတော့ထိုနီလဲနီဂါကလယ်သမားတွေကိုပညာပေးမှုတွေလုပ်ပြီး FMNR နီးအတိုင်းသစ်ပင်တွေကိုပြန်လည်ရှင်းသန့်စေခဲ့ပြီးမလိုအပ်တဲ့အစိပ်ပိုင်းတွေကိုညှက်ထုတ်ပြင်းတိလိစံအစားနဲ့ထင်းအဖြစ်အသုံးပြုစေခဲ့ပါတယ်။ဒီ FMNR ရဲ့ရိုးရှင်းတဲ့လွယ်ကူနီးစနစ်ကြောင့်လယ်သမားတွေကြားအလင်းအမြန်ပြန့်နှံ့ကုန်ပြီးဒီနီးစလေရဲ့နောက်ထပ်အားသာချက်ကတော့အကုန်ကျတက်တာတာပါ။အပင်တွေကိုပြန်လည်ရှင်းသန့်စေရမှာတအေကကို10ဒေါ်လာလောက်ပဲကျတင်ပြီးဒါအပင်သစ်စိုက်ပြိုးတာထက်36ဆလောက်အကုန်ကျတက်တာတာဖြစ်ပါတယ်။ ဒါအပြင်ဒီအပင်တွေရဲ့ရှင်သန်နှုံးကလည်းတရားရဂန်နှုံးဖြစ်နေတာကြောင့်မျိုးစေ့ချစိုက်ပျိုးတာထက်9000လောက်တလွန်နေပါတယ်။ကံကောင်းစွာနဲ့ပဲထိုနီရဲ့အန်အန်တင်မွေရာရှာဖွေတွေ့ရှိမှုတစ်ခုအားနီဂါနိုင်ငံကိုတီးနှံစိုက်ပျိုးမြေ2000လောက်ပို့မှုရရှိသွားစေခဲ့ပါတယ်။အဲဒီနောက်မှာတော့မြေအေကာ12တန်းကျော်အထိပြန်လဲစုပြေးလာခဲ့တယ်လို့အပင်ရေတန်း200ကျော်ပြန်လဲရှင်သန်လာပါတယ်။နောက်ဆက်တွဲအနေနဲ့နိုင်ဂျီးရီးယားလယ်သမားတွေဟာတနှစ်ကိုတီးနှံအပူတန်ချိန်9000အထိအထွက်နှုံးတိုးခဲ့လာပြီးမြဲဒါဟာလူနှစ်တန်းခွဲလောက်ကိုကျွေးမွေးနိုင်တဲ့ပမာဏဖြစ်ပါတယ်။ ဒီအောင်မြင်မှုကြောင့်လက်ရှိမှာတော့ FN NRN စနေဟာတခြားသောအာဖရိကနိုင်ငံတော်များမှာပါစတင်အသုံးပြုနေကြပါတယ်။ဥပမာအဖြစ်ခရိုကီမှာဆိုရင်လေဒီနီးစနစ်ကြောင့်နိုင်ငံအတွင်းအပင်ဖြစ်ထိုးမှုအရေအတွက်ဟာ2002ခုနှစ်တုန်းက3.4ရာခိုင်နှုန်းကနေ2019ခုနှစ်မှာတော့5.2ရာခိုင်နှုန်းအထိ73ဆလောက်တက်သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲနောက်ထပ်နှစ်ပေါင်း30အကြာမှာတော့ Tony Le Green Great Wall GGW လို့နာမည်ပေးထားတဲ့အစိမ်းရောင်မဟာဒတိုင်းနီးပညာကိုထပ်မံရှာတွေ့ခဲ့ပြန်ပါတယ်။ ဒီလိုနဲ့2009ခုနှစ်မှာတော့ Africa Union အဖွဲ့အစည်းကလည်း EU နဲ့ကမ္ဘာပံ UN တို့ရဲ့အကူအညီကိုယူပြီး2030ခုနှစ်မှာအဆုံးသတ်မဲ့တစ်ပင်တိုင်းစီမံကိန်းကိုစတင်လာခဲ့ပါတယ်။အဲဒီဒတိုင်းဟာအကျယ်10မိုင်အရှိ4350မိုင်ရှိသလိုဆာဟာရာရဲ့ကျယ်ပြန့်လာမှုကိုတားဆီးနိုင်မှာဖြစ်ပါတယ်။သူတို့ဟာ2030ခုနှစ်အထိဧကတန်250စိုက်ပျိုးဖို့ရည်ရွယ်ထားကြပြီးဧကတန်250ဆိုတာပြင်သစ်နိုင်ငံအရွယ်အစားရဲ့နှစ်ဆလောက်ရှိပါတယ်။ ဒါပေမဲ့အစပိုင်းမှာတော့ဒေတာခန့်အဖွဲ့စည်းတွေနဲ့လယ်သမားတွေရဲ့ပူပေါင်းပါဝင်မှုနှေးပါခြင်းနဲ့အပင်သစ်တွေရဲ့20ခန်းနှုန်းလောက်သာရှင်းတန်းနိုင်စွမ်းတွေကြောင့်အပင်တချို့ကဆက်လက်မရှင်းမတန်းဖြစ်နိုင်ခဲ့ပါတယ်။အဲဒီ GGW လုပ်ငန်းစဉ်မှာလယ်သမားတွေရဲ့ပူပေါင်းမှုနှေးပါတာကြောင့် project စတင်ပြီး73နှစ်အကြာ2020ခုနှစ်အထိအစီအစဉ်ရဲ့400ခန်းနှုန်းသာပြည်စည်းသေးပြီးအဲဒီနောက်မှာတော့အစီအစဉ်ကိုပြောင်းလဲရင်းအပင်အများပြားစိုက်ပျိုးမယ်အစားမြေစီကလာခံကွဲမှုဝါတာကိုအစတင်အသုံးပြုအစားထုတ်ခဲ့ပါတယ်။ အဲ့ဒီထဲမှာရေတိုးလောင်စိုက်ပျိုးနည်းနဲ့လေယာဉ်တက်တော်ပေါင်းဆက်ပညာရပ်တွေပါဝင်ပြီးဆော်ဟီးကအခုတွေ့နေရတဲ့အရာကတော့ထိုလိုခရူးလို့ခေါ်ပါတယ်။အဲ့ဒီမျက်လုံးပုံစံအရာဟာဆာဟာရာတဲကန်နာရဲ့နေမြေချဲ့ထွင်မှုကိုကျော်လွန်နိုင်မှာဖြစ်တယ်လို့အပင်မျိုးစိတ်60ကျော်စိုက်ပျိုးနိုင်ပြီးအပင်ပတ်မှာတော့ရေအနှဲငယ်သာလိုအပ်တဲ့အပင်တွေခြုံပင်တွေပါဝင်တယ်လို့သူတို့ဟာအတွင်းပတ်မှာအပင်ငယ်တွေကိုကောက်ွယ်ပေးပြီးရေကိုတဘာဝအတိုင်းအလဲမှာစူးဝေးသွားစေပါရဲ့။ အဲ့ဒီအပြင်အပင်တွေရဲ့အမြင့်ကလည်းအစိုးတက်ရနေတာကြောင့်အပင်တွေကိုဆက်လက်ကြီးထွားစေနိုင်ပြီးပထမဆုံးစတင်ခဲ့တဲ့၃နှစ်အတွင်းမှာစဝိုင်းဥယျာဉ်23ခုအထိပြည်စည်းခဲ့တယ်လို့ဥယျာဉ်တစ်ခုစီအတွက်လည်း18,500ကျသင့်မှာဖြစ်ပါတယ်။နီကယ်မှာတော့လာကျန်းတရံချိုင်းကွက်တွေပြုလုပ်ထားကြပြီးအဲ့ဒီချိုင်းကွက်တွေကနေဖြတ်တန်းလာတဲ့ရေကိုထိန်းသိမ်းရင်းမြေစီလွာကရေထဲကအာဟာရဓာတ်တွေကိုတဖြည်းဖြည်းချင်းစုပ်ယူပြီးအပင်တွေရှင်သန်လာမှာဖြစ်ပါတယ်။ နီဂါရဲ့မရာဒီမြို့မှာဒီလာချန်းတရံစိုက်ခင်းတွေဟာရခိုင်ကထက်90%ကျော်တိုးဝလာခဲ့ပါတယ်။အလားတူပဲဘီကီနာဖတ်စကိုနိုင်ငံမှာလည်းဒေသခံလယ်သမားတွေကိုကြီးကြီးကျယ်ကျယ်စတင်ဖို့အပညာပေးကြပါတယ်။ဒါကြောင့်မဲ့သူတို့ဟာဇာယီလိုခေါ်တဲ့စိုက်ပျိုးရေးနီလန်းနဲ့လာချန်းဥယျာဉ်တွေလိုပဲတွင်းတွေကိုတူရင်စိုက်ပျိုးကြပြီးမိုးရသည့်အတွင်းကရရှိတဲ့ရေတွေနဲ့အပင်ကိုရှင်းတန်းလာစေပါတယ်။တချို့လေသမားတွေကတော့နောက်တစ်ဆင့်တည်းရင်နွားချိမြေရောစာတွေပါထည့်သုံးလာကြပြီအဲ့ဒါတွေကလည်းအပင်တွေကိုအာဟာရတက်ပုံမရစေုံသာမကဲ ဒီမီဩဇာရဲ့အနံကြောင့်ချလို့တတ္တဝါတွေရောက်လာပါတယ်။ဒါကြောင့်သူတို့သွာလာထားတဲ့လမ်းကြောင်းတွေကြောင့်အပင်တွေရဲ့ရေတောက်မြစ်ကလည်းမြေစုလာတဲ့ပုံမလွယ်ကူစွာထိုးဖောက်ဝင်ရောက်လာနိုင်ပါတယ်။အခုလိုစိုက်ပျိုးပုံအပြောင်းလဲကြီးကြောင့် GGW အစီအစဉ်ကလည်းအောင်မြင်လာခဲ့ပြီး2023ခုနှစ်မှာတော့အေက44တန်းကျော်ပြန်လည်စိမ့်လန်းဆိုးပြေလာပြီးဖြစ်တယ်လို့အစီအစဉ်ရဲ့18ရာခိုင်နှုန်းအထိအောင်မြင်လာခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီအစီအစဉ်အတွက်ငွေကြေးအများများလိုအပ်တယ်လို့သတ်မှတ်ထားတဲ့အခြေအနေအထိအောင်မြင်ဖို့33ဘီလီယံအထိအကူအညီထောက်ပံ့ငွေလိုအပ်မှာဖြစ်ပါတယ်။ 2021ခုနှစ်မှာတော့ပြင်သစ်တမရာက GGW အတွက်ရန်မုံငွေအစီအစဉ်သစ်တွေပြုလုပ်ရင်းပူးပေါင်းဆောင်ရွက်မှုတွေကိုဖိတ်ခေါ်ခဲ့ပြီး2021ခုနှစ်ကနေ2025ခုနှစ်အတွင်းထောက်ပံ့ငွေ19ဘီလီယံလောက်ရရှိခဲ့ပါသည်2023ခုနှစ်မတ်လမှာတော့နှစ်တရမ5ဘီလီယံအသုံးပြုခွင့်ရလာပြီးတေချာတာကတော့လုံလောက်တဲ့ထောက်ပံ့ငွေရချိန်မှာ GGW ကလည်းဆာဟာရာတောင်ပိုင်းနေရာတွေကိုမကြခင်မှာပြန်လဲစိမ့်လန်းဆိုးပြေတဲ့ OA6 အဖြစ်အောင်မြင်စွာပြောင်းလဲနိုင်မှာဖြစ်ပါသည်အလားတူပဲအာဖရိကမြောက်ပိုင်းဖြစ်တဲ့အီဂျစ်နိုင်ငံတောင်ပိုင်းမှာလည်း ေ2600အကျယ်ဝန်းနဲ့ထူးဆန်းတဲ့ဂျင်းတွေကိုတူရင်စိုက်ပျိုးမှုတွေလုပ်နေကြပြီးအေကာ3000ကျော်အထိလွှမ်းမိုးနိုင်ပြီဖြစ်ပါတယ်။ဒါအပြင်မြေအောက်ရေသွဲစနစ်တွေကိုအသုံးပြုရင်စိုက်ပျိုးထားတဲ့ဒီနေရာတွေဟာဂျုံ၊စပါး3500တန်၊ပြောင်း3500တန်နဲ့အာလူ8500တန်ထွက်ရှိနေပြီးအတီးတီးတဲ့တစ်ပင်အေကာ6000ကျော်နှစ်စဉ်စိုက်ပျိုးနေကြတာဖြစ်ပါတယ်။ကဲဒီတော့တင်းတို့အနေနဲ့ရောဆာဟာရာတဲကန်နာယာကိုစိုက်ပျိုးနိုင်တဲ့ Oasis အဖြစ်ပြောင်းလဲမှုကိုဘယ်လိုမျိုးထင်မြင်မိလဲဗျာ လူချင်းမင်းတို့ရဲ့ထင်မြင်ချက်တွေကိုလည်းကောမန့်မှာပြောပြပေးသွားလိုက်ပါအစုံနှိမ့်လိုက်ပါကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ